မင်္ဂလာပါကျွန်တော်ဆိုင်ကနေပညာဆွေးဝင်စားသူများ page မှာခတ်မှုဆွေးဖြစ်ပါတယ်ဘာမှတော့ဗာပြောချင်တာလဲဆိုတော့ဒါကတော့ဟိုအကြံပေးတယ်လို့ပဲပြောရမှာပေါ့နော်ဒါကျွန်တော်ညီကိုတွေအတွက်ဒါကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့အားတွေပေါ့အခြေခံပြီးတော့ဒါအကောင်းဆုံးအကြံပေးရမှာအဲခုမှဒီလောကတွေကိုစဝင်ကျင်တဲ့ညီကိုတွေရှိတယ်ဒီလောကဆိုတာကတော့အမျိုးမျိုးပေါ့နော်အမျိုးမျိုးရှိမယ်ဟိုဆိုင်ကပြင်းနေတဲ့ညီကိုတွေရှိမယ် ဝယ်ရောင်းမဲ့ဖြစ်ဖြစ်ပေါ့နော်ဒါပစ္စည်းရောင်းနေတာပဲဖြစ်ဖြစ်စတဲ့ကအမျိုးမျိုးရှိတယ်အဲ့ဒီမှာဘာတွေဖြစ်တက်လဲဆိုမှပေါ့နော်ဒါဆက်စရာဒီပြင်ကျင်တဲ့ညီကိုတွေပေါ့နော် ပြင်ကျင်တဲ့ညီကိုဆိုလဲဘာတွေကြုံရတယ်လဲဆိုလို့ရှိရင်အဲသူကဒါဒါကိုလုံးမဲ့ဆိုပြီးတော့အရန်ဟိုအစင်ဟိုကြော်တာပေါ့နော်အစင်ကြော်တာလည်းမဟုတ်ဘူးသူအရန်လောဘကြီးတာမျိုးတွေရှိတယ်လောဘကြီးတာမျိုးတွေရှိတယ်ဆိုတာတင်းနှန်းတွေလိုက်တယ်ဟိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဇတိုက်တွေတက်မဲ့အဲသူတို့တွေးတာဒီလိုမျိုးတွေးတာပါပေါ့နော် ိုတရုတ်ပြီးလို့ပြောလိုက်အထင်သေးတယ်တော်တော်များများနော်ဒီတရုတ်ပြီးဟိုအရင်လေ့လာသိနေတာနော်တရုတ်ပြီးတော့လည်းဘာလုံးမှလဲပေါ့နော်ဒီတရုတ်ပြီးတော့တော်တော်အထင်သေးတယ်ပေါ့ကိုကျွန်တော်ဂျုံရတာလေးတွေကိုပြောပြတာပါတို့ကစတဲ့တန်းနဲ့ဟာ EFI တက်မဲ့ B ဘိုင်းဒီလိုမျိုးတွေတွေးတယ်အဲ့လိုမျိုးတွေတွေးတဲ့ခါမျိုးမှာဘာတွေဖြစ်သွားလဲဆိုတော့ကျွန်တော်ဒါလက်တွေ့ဂျုံရတာလေးရှိတယ်တို့ EFI တန်းတန်းတွေတက်တယ်ဟို EFI တန်းတန်းတွေတက်တယ်ပေါ့နော်မြင်းလာလေးလိုက်လေ့လာလေ့လာရင်လေ့လာရင်လည်းဟို ဟုတ်ဒါနဲ့ခက်တဲ့အာယုံနောက်တယ်ဆိုပြီးတော့ဒီနယ်ပယ်တင်းကနေပြီးတော့စိတ်ပြက်ပြီးထွက်သွားရင်ညကိုလည်းကြုံရတယ်ဘောနော်ဒါကျွန်တော်ကိုတွေ့ပေါ့ဒါကြောင့်ကျွန်တော်အမြဲပြောတယ်ဒီနယ်ပယ်ထက်ကိုဝင်ဘာပဲလှုပ်ချင်လှုပ်ချင်ဘလို့ပဲလေ့လာလေ့လာ step by step လေ့လာပါအရင်အမြင်ကိုလည်းမကြည့်နဲ့ဘောနော်အဲ့လိုတွေဟာဒေယာတွေကငါဘာမှမသိသေးဘူးမဟင်းတွေကဘလောက်တိဘလောက်တိအထိ model တွေမြင့်နေပြီဆိုပြီးတော့ဟာတွေအာယုံခန်းနေလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးဘောနော်အဲ့မှာတခုပြောချင်တာက တရုတ်ပြည်ဒီအဓိကဆိုင်ငယ်တွေကအခြေခံပဲအခြေခံပေါ့နော်ဒီဆိုင်ငယ်ပညာတစ်ခုကိုလေ့လာမယ်ဆိုတရုတ်ပြည်ကမဆလို့မရဘူးအဲတရုတ်ပြည်မှာမကျွမ်းကျင်တဲ့သူတွေပေါ့နော်အဲရိုးရိုးပြည်တွေပေါ့နော်ဥပမာလော်ဂျာတရန်တို့ဘီမျိုးတွေဒီလိုဘီမျိုးတွေကိုမကျွမ်းကျင်တဲ့ဟိုမကျွမ်းကျင်ဘူးဆိုတာပေါ့နော်တိတိကျကျဟိုမသိဘူးဟိုအဖြေကောင်းကောင်းမရှာတတ်ဘူးပြစ်ချက်တွေကိုဟို မြန်မြန်ဆန်းဆန်းမရှာနိုင်ဘူးပေါ့နော်ဒီလိုမျိုးနေဆိုလို့ရှိရင်နောက်ပိုင်းနေမှာပိုးခတ်မှာလိတ်လာတာပိုးပြီးတော့အာရုံနောက်တိမ်မှာပေါ့နော်အဲ့တော့အဆင့်မကျော်နဲ့ဆိုတော့အရင်ဆုံးအကြံပေးချင်တာပါ step by step ပေါ့နော်ဒါပညာအရာဖြစ်စေဒါစီးပွားရေးအရာဖြစ်စေ step by step သွားစေချင်တယ်အရင်ဆုံးတရုတ်ပြည်ကိုစပြီးတော့လိတ်လာတရုတ်ပြည်ကအရှင်ရုံယူပြီးတော့စတိုက်တက်ရတာဖြစ်တယ်တရုတ်ပြည်မှာဆိုရင်ဟုတ်တယ်တရုတ်ပြည်ပြန်လာလွယ်တယ်ဘာမှမပါဘူးပေါ့နော်ဒီဟိုဆိုတဲ့သူ့မှာဒါ အဲ clip တွေဒီ auto b တွေ efi တွေလိုမျိုးပေါ့နော် ecu ဘိုင်နဲ့အများကြီးမရှုပ်သူ wire ရင်းမိုင်းဆိုလို့ရှိရင်လည်းအရင်ရိုးရှင်းသေးတယ်ရိုးရှင်းရှင်းလေးပဲရှိတယ်အဲ engine မိုင်းဆိုလို့ရှိရင်လည်းအဲရိုးရှင်းတယ်ပေါ့နော် engine မိုင်းမှာဆို full stroke အကြောင်းလေးတွေအဲ timing အကြောင်းလေးတွေသိတယ်ဆိုရင်ပဲဒါ yuyub ကအများကြီးအဆင်ပြေတယ်ဒါဒါ yuyub တော့ပြောတာပေါ့နော် wire ရင်းမိုင်းဆိုလို့ရှိရင်လည်း acc ci တို့ dc ci တို့လောက်ပဲရှိသေးတာပေါ့အများကြီးပခတ်သေးဘူး lighting မိုင်းဆိုလည်းမခတ်ဘူးပေါ့နော်အဲနောက်တစ်ခုက yuyub ရဲ့အားသာချက်တစ်ခုကဘာလဲဆိုရင် ပုံမှန်ကျွန်တော်ကဒီ lightning bind တွေ light တယ်ပဲဆိုပါစို့ပေါ့နော်။တောင်းတောင်းကျွန်တော်ဖြူးတစ်ခုခမ်းထားမယ်ဆိုရင်တော့ဗျာမှားလို့ရှိရင်ဟိုဆုံးရှုံးမှုနည်းတယ်ပေါ့နော်။ကျွန်တော်ဟိုကြိုးတွေမှား join ပြီးမတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ဖြူးလောက်ပဲပြက်မယ်။အဲဒီလောက်ပဲဆုံးရှုံးမှုအများကြီးမရှိဘူးပေါ့နော်။အဲဖြူးမခံရင်တော့တော့ short တွေပါရင်မှားတော့မင်းတော့ဒါကြိုးတွေမီးလောင်နေပြီဖြစ်နိုင်တယ်ပေါ့နော်။ဒါဖြူးတစ်ခုတော့ခံမယ်ဖြူးခံပြီးတော့ဆိုင်းရင်အရင်ကြီးကျွန်တော်တို့တော့စိုးစိုးဝါးဝါးကြီးထိခိုက်နိုင်တဲ့အကြောင်းမရှိဘူး။ တကယ်မော်ဒယ်မြင့်ပြီးတွေမှာကျတော့အဲ့လိုမရဘူးပေါ့နော်မော်ဒယ်မြင့်ပြီးတွေမှာကျတော့အမှားမခံဘူးမှားတာနဲ့ ACU လောင်နိုင်တယ်ပေါ့နော်အဲဒါတွေကနောက်မှကျွန်တော်ပြောပြတဲ့အများရှိပါသေးတာပညာပြတဲ့ဘီးတွေလည်းအများကြီးပဲပေါ့နော်ဒါတချို့တွေပညာပြထလိုက်တဲ့ဘီးတွေလည်းအများကြီးဂျုံဂျုံဘူးတယ်ပေါ့နော်ဒါပါဒါတွေကတစ်ဖိုင်းမှာအဓိကပြောချင်တာကအဲ့တော့ဟုတ်ပြီဟိုတရုတ်ပြည်ဝိုင်ယာရင်းပိုင်းကိုသိရမယ်သိရမယ်ဆိုတော့နံပါတ်1ပလန်နေသိရမယ်အခြေခံပေါ့နော်ပလန်သိရမယ်ပလန်ဆိုတာပုံမှာပေါ့ ကျွန်တော်စက်နိုးဖိုင်းဆိုရင်40စီရင်ပက်လက်50စီရင်ပက်လက်60စီရင်ပက်လက်ရှိတယ်။ क्वाइ မှာဆိုလို့ရှိရင်အဲကျွန်တော်ကဘောနော်ဒါ50နဲ့မောင်းမယ် क्वाइ လား40နဲ့မောင်းမယ် क्वाइ လားဒါတွေသိဖို့လိုတယ်။ full way လား half way လားဘောနော်ဒါကျွန်တော်စက်နိုးဖို့အတွက်ဒီလိုပက်လက်လေးတွေသိရမှာ क्वाइ နဲ့ဒီစက်နိုးလိုင်းနဲ့ဘယ်လိုဆက်နွယ်ထားလဲ क्वाइ နဲ့ဒိုင်အောင်နဲ့ဘယ်လိုဆက်နွယ်ထားလဲဘောနော် charging mine ကဘယ်လိုလုပ်လို့လဲ lighting mine တွေကဘယ်လိုလုပ်လို့လဲဆို okay ဟုတ်ပြီဒါဒါလေးတွေသိဖို့လိုတယ် တော့ဟိုပြောကြသေးပါတော့ဒါသိရင်ပြီးပြီလားဆိုတော့လည်းမဟုတ်သေးဘူးဒါသိသွားလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရှိမှအတိတ်တစ်ခုတော့ရှိသွားပြီပေါ့နော် level တစ်ခုတော့ရောက်သွားပြီဒါလေးတွေကိုသိဖို့နံပါတ်1ကြိုးစားရမယ်ပေါ့နော်ဒါလေးသိသွားပြီဆိုလို့ရှိရင်တွေးတတ်ဖို့ပဲလိုတယ်ပြည့်ရှရှာတတ်ဖို့လိုတယ်ပြည့်ရှကုန်မြင်မြန်ဆန်းဆန်းဘလို့ရှာမလဲဆိုတာရယ်အဲအတွေးခေါ်ပိုင်းကြီးအများကြီးလို့အဓိကကတိရုပ်ပြီးအသက်ကအတွေးခေါ်ပိုင်းမှာဥပမာ ဘာမှမသိတဲ့သူတရားပေါ့နော်ဥမာတရားဆိုင်ငယ်ပြင်းအောင်စိတ်ဝင်စားတယ်ဘာတစ်ခုမှမသိဆိုလာခဲ့ကျွန်တော်ကြုတ်ပြီးတစီကိုပြောပြပေးတနေကုန်အတွက်အကုန်သိသိအောင်ပြောပြတော့ရတယ်ပလန်တွေကိုခဏလေးတွင်ပြထိုင်းရှင်းပြလိုက်လို့ရတယ်မိုဒီစီရန်ဒီလိုတို့သွားတယ်ဒီကျိုးကဒီသွားတယ်ဒီကျိုးဆိုင်ငယ်တီးကိုဖြတ်ပြပြီးတော့ဖြုတ်ပြပြီးတော့ပေါ့နော်အအကုန်ပြောပြလိုက်ခဏလေးနဲ့အကုန်တက်တယ်အကုန်သိတယ်ပေါ့နော်တက်တယ်တော့မဟုတ်အကုန်သိတယ်ပေါ့အဲဒါမျိုးဒီကျိုးရောက်အောင်ပါဒီကျိုးရောက်အောင်ပါ အာအနီရဘယ်လိုတိုင်းရသွားလဲအနက်ကဘယ်လိုသွားလဲအစင်းကအစဒါလေးအစနေပြင်ပြီးတော့ဒီကျိုးကဘယ်ဝင်ပြီးတော့ဘယ်လိုထွက်တယ်ဆိုတော့ဆိုင်းပြောပြလိုက်မယ်တနေ့ကုန်မပြောအောင်တနေ့မပြောအောင်ဘူးနော်အကုန်သိအောင်ပြောပြလို့ရတယ်တနေ့မပြောအောင်အဲ့လိုပြောရဘူးကလွယ်တယ်သိဖို့လည်းလွယ်တယ်လိုင်းတွေပုံမှာလည်းအများကြီးရှိတယ်အဲဒါပေမဲ့အဲ့ဒါအဲ့ဒါလည်းသိုံနဲ့နော်တရုတ်ပြည်မှာကျွမ်းကျင်ပြီးတော့ပြောလို့မရအောင်ကျွန်တော်ကနောက် EFI အစင်းတွေမှာတချို့ဟိုတင်တန်းတွေရှိရပါတော့ EFI တွေကဆိုတလားလောက်ပဲခေါ်ကြတာများတယ်အဲ့တလားလောက်တွေမှာ တကယ်ကြောကြောကျင်နေတက်ဖို့ဆိုတာကအဲဒါရိုးရိုးပြီးနေမှာဟိုရိုးရိုးပြီးရနေပြီးရလာမယ်အတွေးခေါ်လေးပါလာဖို့လိုတယ်ဒါကြောင့်ရိုးရိုးပြီးဒီကိုလိတ်လာတဲ့အခါမှာကျွန်တော်ကျွန်တော်ပြောနေရပါတော့တိဖို့ကလိုရတယ်ကျိုးရောင်တွေထိုင်းပြောပြတယ်ပြမှတ်လိုက်ဆောင်းလုံးမှာမှတ်လိုက်ထိုင်းကျလိုက်ကုန်တိဒါဘာကျိုးဆိုဘာဟိုဘာပေါ့နော်ဘာကျိုးကဘာရောင်ဒီလိုမျိုးအရောင်တွေထိုင်းကျလိုက်ပြဆောင်းနဲ့ရေးချက်ကျိုးတွေနဲ့လက်တွေပြလိုက်ဘာခိုင်းလို့လဲတနေ့မကြောက်လေးဒါလေးအကုန်တိပါမှာဒါပေမဲ့အဲ့လိုတိအောင်လဲမတွေးတတ်ဘူးပေါ့နော် ဒါကြောင့်အခုကျွန်တော် online class တွေလုပ်ပေးတယ်။တချို့ knowledge နဲ့ပတ်သက်တာတွေအများကြီးပြောတယ်။ပြောတဲ့အခါမှာတချို့ကဟိုမလိုအပ်ဘဲပြောနေလို့ထင်တာတကယ်တော့မဟုတ်ဘူး။လိုအပ်လို့ပြောနေတာ။ဘာလို့ပေးချင်တာလဲဆိုရိုးတရုပ်ပြီးကျွမ်းအောင်လို့။ Okay ရိုးတရုပ်ပြီးမှာကျွန်တော်ပလန်နဲ့ကုန်သိပြီဆိုတွဲထည့်အောင်လို့တွဲထည့်အောင်လုပ်ပြီးလို့ရှင်ရိုးရိုးပြီးနဲ့ပတ်သက်ပြင်းနေတဲ့ကျွန်တော်အတွေးခေါ်တွေပိုးကောင်းလာအောင်ဖြတ်ထုတ်ဉာဏ်တွေရှိလာအောင်ဆက်ဆက်ပြီးတော့တွေးနိုင်တဲ့ဒီပေါ့နော်။အဲတွေးနိုင်တဲ့အလေးချင်းတွေကိုဒါရိုးရိုးပြီးရယူပါမှာဖြစ်တယ်။ ပြောမှာဆိုရင်ဘယ်လိုပြောမှာလဲပေါ့နော်အဲကျွန်တော်တို့မတူဘူးလေတာမန်တယောက်တာမန်သူတယောက်နဲ့ပေါ့နော်ဟိုဥပမာပေါ့တာမန်သူဆိုယူဇာတယောက်နဲ့ပေါ့နော်ဆိုင်ကယ်ကိုဘာတစ်ခုမှနားမလည်ဘူးစီးရုံပဲစီးရဆိုယူဇာတယောက်နဲ့အဲဆက်ဆက်ရတယောက်နဲ့ဆိုင်ကယ်ပေါ်ကြီးလိုက်တဲ့ကြီးတိုင်းတူတော့မြင်တဲ့အမြင်အများကြီးကွာတယ်လေဒီဘက်ကဘာဖြစ်နေလဲဆိုတချို့မြင်ုံနဲ့ကြားယုံနဲ့အများကြီးကွာတယ်ပေါ့နော်ဒီလိုပါအဲ့ဒီ level တန်းတစ်ခုကိုရိုးရိုးပြီးနဲ့ရောက်ပြီးဆိုလို့ရှိရင်ဒါအများကြီး အဆင်ပြေပြီပေါ့နော်။နောက်ဒါရိုးပြီးနဲ့ပတ်သက်ပြီးကျွန်တော်ဘာကြောင့်ဒီရိုးပြီးကိုလှုပ်ပါရိုးပြီးနဲ့ပတ်သက်ပြီးတော့အများကြီးတွေးတဲ့အောင်လှုပ်ပါဖြတ်ထုတ်ညံတဲ့ရှင်းအောင်လှုပ်ပါဆက်ဆက်ပြီးတော့တွေးခေါ်နေအောင်လှုပ်ပါဆိုတော့အကြောင်းပဲပြောတာမဟုတ်ဘူး။တကယ်အပြင်လက်တွေကမှစာတွေးနဲ့လက်တွေဆိုတော့အများကြီးကွာတယ်။လက်တွေရင်တော့မကွာအောင်မှာပဲအပြင်နေတဲ့နေတော့တလိုက်။အမှတော့လွယ်လို့မကိုယ်ရင်ရောက်ပါလို့အိုးမှာပေါ့နော်။အခက်ခဲတွေကျုံးလာရင်ဘယ်လိုဖြေရှင်းမလဲဆိုတော့ဆက်ဆက်တွေးခေါ်မှုလည်းအများကြီးလို့ဥမာကျွန်တော်တို့ခုပြောပြပါမယ်။တန်လိုက်တော့ချွတ်တယ်ဆိုပါစို့ပေါ့နော်။ ်တန်လိုက်တော့ချွတ်တယ်တန်လိုက်တော့ပူလာနဲ့ချွတ်တယ်လွယ်တယ်လေလွယ်တဲ့ဘက်ကတော့လွယ်လွယ်လေးကိုတန်လိုက်တော့ပူလာနဲ့ချွတ်တယ်ရိုက်ချလိုက်တယ်ပြီးသွားပြီလေဒီဒီတန်လိုက်တော့ဒီလိုချွတ်တယ်ဆိုတော့သိတယ်လွယ်တယ်သိလည်းသိတယ်လွယ်လည်းလွယ်တယ်ဒီလိုပဲချွတ်တယ်โอเคတကယ်လက်တွေ့ဟိုမှာခက်ခဲကြီးကြီးဖီးတစီလာပြီပေါ့နော်လာတဲ့အခါမှာကျွန်တော်တို့ကဒီသုံးဘက်ပူလာနဲ့အသေးနဲ့စွဲတယ်အတကုံချက်တယ်ဟောဟာဒါကဒီနေ့တိုင်းပဲချွတ်တာပဲဒီတန်လိုက်တော့လိုပဲချွတ်တာပဲဆိုပြီးတော့ချွတ်လိုက်တယ်ပြီးတော့ဘာဖြစ်သွားလဲဆိုတော့ crying နေဝင်သွားတယ်ပေါ့နော် crying နေဝင်သွားတယ်တအားထုတ်ပြုတ်တဲ့အခါမှာဒါမျိုးတွေကြုံရတယ် အဲအဲ့ဒါဘာတွေလဲစိုင်လဲဆိုလို့ရှိရင်အဲ့ဒါကြတော့ကျွန်တော်ပြောနေရဟိုဘာကြောင့်ရိုးရိုးပြီးနေပတ်သက်ပြီးအများကြီးပြောနေရလဲဆိုအဲ့ဒါတွေရစေချင်တာဒါလုတ်လိုက်လို့ရှိရင်နောက်ဆက်တွဲဘာဖြစ်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်ကသိဖို့လိုတယ်အဲ့လိုတွဲတဲ့အောင်ရိုးရိုးပြီးနေပတ်သက်ပြီးအဲ့လိုတွဲခေါ်တတ်တဲ့အလေးအချင်းတွေရပြီဆိုလို့ရှိရင်လွယ်ပြီเนาะ EFI တော့ကိုအာယုံခံနေနေပေါ့เนาะဒါအချိန်လေးခဏပေးလိုက်ရင်အဆင်ပြေတယ်အဲ့လိုပဲ EFI တော့တင်တန်းနေတတ်မယ် online မှာလေ့လာမယ် YouTube တွေမှာရှားကြည့်မယ် online class တွေဒီလိုနဲ့ပဲ EFI နဲ့တစင်းတစင်းဖြစ်လာမှာပဲအဲ့လိုမျိုးလေးတွေကျွန်တော်တို့ဖြစ်နေကြတာပေါ့နော်ဒီလိုတစ်ခုလှုပ်လိုက်တယ်ဒီတစ်ခုလှုပ်လိုက်တဲ့အခါမှာအဲ့တစ်ခုကဘယ်လိုသွားပြီးဒုက္ခပေးမလဲဒါလှုပ်လိုက်ရင်ဘာဖြစ်မလဲဆိုတော့ဟိုအဆုံးထိကြိုးတွေးတတ်တဲ့အလေးချင်းလေးတွေရှိနေကြတာဒါကြောင့် YouTube video ကိုလည်းကြောင်းကြောင်းကျင်ကျင်ဖြစ်အောင်လုပ်ပါလို့ပြောတာပါကျွန်တော်လည်းအတတ်နိုင်ဆုံးဒါ video တွေလည်းစရိုက်ပေးမယ်ကျွန်တော် online class မှာလည်း video တွေအကုန်အဆုံးတင်ပြီးသားပေါ့နော်ဒါတန်ရတန်ကြီး ော့ယူထားတယ်ခေါ့နော်ပညာရေးတဲ့ယူထားတယ်ယူပြီးတန်အောင်ကုန်တင်ပြီးသားဖြစ်တယ်အဲ့ဒီထက်တန်အောင်ထပ်ပြီးတော့ဘူလိုတွေအများကြီးထပ်တင်ပေးမယ် online class တက်တဲ့ညီကိုတွေကလည်းအချိန်ပြည့်ဖုန်းဆက်မေးလို့ရတယ် online class တက်ရှင်တဲ့ညီကိုဆိုရှင်လည်းအခုလက်ရှိအချိန်ကြီးသေးပြောင်းလဲခြင်းမရှိဘူးတက်ရောက်လို့ရတယ်ကျွန်တော်ရဲ့ဆိုင်ငယ်နေပညာစိတ်ဝင်စားသူများဆိုတဲ့ page မှာဖြစ်စီဒီ TikTok message box မှာဖြစ်စီဆက်သွယ်တက်ရောက်လို့ရပါတယ်ဒါလေးကိုပြောတာပါနောက်ဘူလိုတွေမှာကျွန်တော်လူရာလေးတွေကိုစတိုင်းဆက်ပြီးတော့ပြောမယ်ကျွန်တော် online class မှာလည်းဘူလိုအစ်စ်တွေဆက်ပြီးတော့တင်ပါမယ်